ဟေးယိုချစ်ပလက်တဲ့ဂျင်မြအားလုံးပဲမင်္ဂလာပါဂျက်စ်ရိုရှန်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခု Jess နဲ့အတူကြည့်ရမယ်ဗီဒီယိုလေးတွေကတော့နော်ဒီစစ်တပ်ကလာရှုမြို့ထဲပြန်ဝင်ပြီးဒီရပိုက်တော်တွင်မှာပေါ့နော်မြို့နယ်ပြည်သူများကိုနော်ဖမ်းဆီးပြီးမှတပ်ဖြတ်နေတဲ့အာရုတ်တံဖိုင်လင်ကျွန်တော်အရင်ကြည့်လိုက်ကြအောင်နော်တက်ချူဟာချက်နန်းတူနေတယ်နော်ဒီမှာဆိုလို့ရှိရင် နော်ဒီစစ်တပ်ကပေါ့နော်အာလာရှိုမြို့ထဲကိုဝင်ပြီးမှပြည်သူတွေကိုဖမ်းဆီးပြီးမှအာတပ်ဖြတ်နေတဲ့ဒီရုပ်တံပါလီဖြစ်ပါတယ်နော်ဒီနေ့အဲဒီနေ့အပယ်နဲ့စက်တုံးရနေပေါ့နော် အဒီနေ့မှာတက်လာတဲ့ video file ဖြစ်ပါတယ်เนาะစစ်သားအုပ်ချုပ်ရင်ငင်းချမ်းတယ်စစ်သားအုပ်ချုပ်ရင်အေးချမ်းတယ်ဆိုပြီးမှเนาะအော်အော်နေတဲ့မေလိုခွေးတရောင်းစားတွေရဲ့အပြောက်ဆုံးနဲ့เนาะစစ်သားရဲ့လောက်ရက်ကကိုင်ငင်မှုရှိသလားပေါ့เนาะပြီးတော့လေပြောချင်တာက DMND ရဲ့ခေါင်းဆောင်တွေကလည်းပေါ့เนาะမင်းတို့တီချာလေးဒီဟာကို EC Tank Certain Halos လိုက်လို့ရှိရင်เนาะဒီလိုပြီးသူတွေလည်းဘာမှထင်စရာအကြောင်းလည်းမရှိဘူးเนาะတခါလေကြံ့တော့เนาะအာ နှောနှဖက်ကအရန်ပြောက်ချင်စရာကြီးတိလာကျွန်တော်ကြားထဲမှာပြီးသူတွေပဲခံနေရတာပေါ့နော်အာဒါလေးပြောပြချင်တာပြပါတယ်နော်အာစစ်တပ်ပြန်အုပ်ချုပ်ဒါကို လိုလာတဲ့ပြီးသူတွေနော်မင်းတို့နော်စစ်တပ်ကပြန်အုပ်ချုပ်လို့ရှိရင်အေးချမ်းမယ်နော်အစင်ပြီးမယ်မထင်နဲ့နော်မင်းတို့ဒီထက်တော့မပိုဆိုးနေအောင်မယ်နော်မင်းတို့ရှိသမျှစစ်စင်အောက်စားတွေလည်းအကုန်လုံးနော်ပြုတ်ကုန်လိမ့်မယ်တိလာမထား ။ဟုတ်ပြီဒီသတင်းနဲ့ပတ်သက်ပြီးမှ predict ချီတော့အမြင်တုံ့တက်ချက်လေးတွေ comment မှာရေးပြပါ။ဆက်လက်ပြီးမှအတင်းစပင်းသတင်းကတော့ပြည်တွင်းငင်းချမ်းရေးဆွေးနွေးရန်တိုက်တွန်းနေတော့နိုင်ငံတကာအနေဖြင့်စစ်ကောင်စီပြည်သူကိုတိုက်ခိုက်တပ်ဖြတ်နေသောသဘောထားကိုစမ်းစစ်သုံးတက်ကြရန်အမျိုးသားငင်းဝင်းအစိုးရအင်ဂျိုဂျီအစိုးရရဲ့ဒမရဒူဝလာရှိလာနဲ့ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့ကတတိပီပြောဆိုလိုက်တဲ့သတင်းလေးဖြစ်ပါလိမ့်မယ်။ပြီးတော့ကရင်နေတွင်စစ်မှုထမ်းအဖြစ်စုဆောင်းခံရတော့တတ်တာတင်းတို့လက်နက်ခဲရမြန်တဲ့အတူအ လင်းဝင်လာတယ်လို့သိရှိရပါတယ်။ဟုတ်ပြီ။အာဒီနေ့နောက်ဆုံးရရှိထားတဲ့တည်ရင်လေးတွေကတော့အာဒီလောက်ပဲဖြစ်ပါလိမ့်မယ်။ပြီးတော့ဆက်လက်ပြီးမှနောက်မှနော်ကိုစင်ညမကြီးတဲ့တဲ့လို့တင်ဆက်ပြီးတဲ့အာတည်ရင်လေးတွေတော့ပေါ့နော်ဆက်ကြည့်လိုက်ကြအောင်ကိုစင်တင်ဆက်ပြီးတဲ့တည်ရင်ကောင်းလေအရင်စားလိုက်ကြအောင်နော်။ဒီဒီကတော့ကျွန်တော်ကတော့အားရဘာဖြစ်လို့လဲဟမ်မူရပြီးရကိုထားဦးပြီလို့ပြတခါခါရင်တော်နှံရေးမှစက်ပန်းပြင်ရကျွန်တော်တို့ကဒီမိုစီစနစ်နဲ့ကျင့်သုံးနေတဲ့ကာလမဟုတ်ဘူး။ဒီမိုကရေစီစနစ်ရကိုတော်လှန်နေတဲ့အချိန်ဘလို့တော်လှန်နေတာလဲ ါဇက်နဲ့တော်နိုင်ခဲ့သူကပြီဒီမိုကရေစီစနစ်ကိုရအောင်ဒါပေမဲ့အဲ့ဒီဒီမိုကရေစီစနစ်ရဖို့ဗဇက်နဲ့တော်နိုင်ခဲ့တဲ့လူတွေကိုမလုပ်နဲ့ရရဆက်ဆက်တနတ်ရှိတဲ့ကောင်တွေကပြစ်တယ်အဲ့တော့ကျုပ်တို့လက်ထဲမှာအခုတနတ်ရတာအဲ့တော့ကျုပ်တို့ကိုတစ်ချက်ပြင်းမင်းတို့လည်းတစ်ချက်ပြင်းမယ်ဆိုတဲ့ဟန်မူရာဘီကိုတော့ဥပဒေလိုပဲအခုဒီစကိုင်းလိုင်းအင်းတော်မြို့နယ်မှာတော်နိုင်ရေးဒီမိသားစုတွေကိုအစုလိုက်အပြုံနဲ့တက်ပြတ်ခဲ့မှာပါဝင်တဲ့ပြူစောတိတိအပါအဝင်လူ30လောက်ကိုဖမ်းဆီးထားတယ်ဆိုတော့တတိမဖြစ်တယ် နော်အဲ့ဒါဘာလဲဆိုတော့ဒီအင်တာဗျူးထဲမှာရှိတဲ့ PDA အခုဒီအိတ်တိုင်းမှာအတန်းဖြစ်သူက PDA ပေါ့ဒါကိုအဲ့ဒီယူဟာကောင်ကဒီစောဒီကောင်ကသူကလိုက်ပြပြီးတော့အစုလိုက်အတုံလိုက်ဒီလူတွေတက်ခံတိအောင်လုပ်ခဲ့တဲ့လူတွေအခုအယောက်30ကိုဖမ်းမိထားဆိုတကယ်မဖြစ်ပါဘူးစကိုင်းတိုင်းအင်တာဗျူးတွေဒီလူများနဲ့ဒေါ်လာရေးတမန်များကိုတက်ဖြတ်ခဲ့တော့ထွေအုပ်ဝင်တန်းမြို့နယ်အုပ်ချုပ်ရေးမှုယူစောဒီများနဲ့ SNA တပ်ဖွဲ့ဝင်များအပါအဝင်တရားခံ30ကျော်ကိုဖမ်းဆီးအရေးယူထားကြောင်းအင်တော်မျိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ရင်းကပြောဆိုနေတယ် ဧဘလ9ရက်နေ့အင်းတော်မြို့ကိုတိမ့်ပိုက်ခဲ့ကြောင်းရင်းတော်ပြည်သူများနဲ့တော်လိုင်းဓမ္မများ၏မိသားစုများကိုအစုလိုက်အပြုံနဲ့တက်ပြတ်မှုကျူးလွန်ထားသူမြို့နယ်အုပ်ချုပ်ရေးမှုယူဇော်ဒီများ SNA တပ်ဖွဲ့ဝင်များထွေအုပ်လက်အောက်ခံအုပ်ချုပ်ရေးမှုများအပါအဝင်စစ်တပ်ထောက်တိုင်30ကျော်ကိုဖမ်းဆီးအရေးယူထားကြောင်းဖမ်းဆီးထားသူများမှာ PDF တပ်ဖွဲ့ဝင်မိသားစုဝင်များကိုအစုလိုက်အပြုံလိုက်တက်ပြတ်ပြီးအပြင်တော်လိုင်းရေးဓမ္မများ၏ဖမ်းဆီးထောင်ချရာတွင်ပါဝင်ခဲ့သူများဖြစ်ကြောင်းသိရှိရသည် သူတို့ကိုဖမ်းမိတာကမြို့သိမ်းတိုက်ပွဲပြီးတဲ့နေ့ကလေးကဖမ်းမိတာမှန်ပါတယ်အခုအခုတော့အခုတူတို့ကိုတော့တိုင်းကိုလွှဲပေးဖို့ပြောထားတယ်ပေးထားတယ်ယူဇော်ဒီတွေ SN တွေတပ်ဖွဲ့ဝင်တွေအုပ်ချုပ်ရေးမှူးတွေမြို့နယ်အုပ်ချုပ်ရေးမှူးတွေပေါ့မြို့နယ်မှူးမောင်လှပင့်ဆိုတာကတော်တော်ကိုစိုးတယ်အရက်မူးလိုက်ရင်အမျိုးလုံးအနှက်ဖောက်ပြီးပတ်ရမ်းတဲ့လူဖမ်းမိတဲ့လူတွေကဒေသခံတွေဆိုတော့ဘယ်သူကဘာလုပ်လဲဆိုတာတိနေတာပေါ့တိနေပြီးစစ်တပ်ကိုတရင်ပေးပြီးဖမ်းခိုင်းတာ ီးတော့ဒိဋ္ဌာန်ပြုသောတိတွေဆိုရင်သူတို့ကိုယ်တိုင်တက်ဖြတ်တာမှာပါဝင်ကျူးလွန်ခဲ့တူတွေပါဟုတ်အင်းတော်မျိုးပြည်သူကာကွယ်ရေးတပ်မတော်တရင်ရင်းမြစ်ကရန်ကုန်ခေတ်တရင်ထမ်းတာပြောကြတယ်ဖန်စီရရှိသူများတွင်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့အင်းတော်မျိုးနဲ့နတ်မဟုတ်ကြီးကြီးရွာနေ PDF မိသားစုဝင်မျိုးသားရှစ်ဦးကိုအဆုလိုက်အပြုံလိုက်တက်ဖြတ်မှုကိုဥဆောင်ခဲ့တူပြုသောတိခေါင်းဆောင်တင့်စော်ဝင်းအင်းတော်မျိုးနဲ့ပြည်သူများကိုဖမ်းဆီးထောင်ချရပြီးဥဆောင်သူမျိုးနဲ့ပူလှတဲ့ဒူဇော်တိခေါင်းဆောင်အောင်မြင့်နိုင်ဒူဇော်တိအဖွဲ့ဝင်အောင် အောင်ကုန်းရွာသာအောင်ဝင်းထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနမှဝန်ထမ်းများပါဝင်ကြောင်းသိရှိရသည်2024ခုနှစ်ဩဂတ်လ16ရက်နေ့တွင်အင်းတော်မြို့တိုင်းတိုက်ပွဲကို PNUPD ရဲ့ဘူပေါင်းတပ်ဖွဲ့များကစတင်ခဲ့ရာရှစ်လကန်အကြာ2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းတွင်အပိဓာတ်တိမ့်ပိုက်ခံခဲ့သည့်အင်းတော်မြို့တိုင်းတိုက်ပွဲတွင်တမ89တမမှုဘုံမှုချုပ်အောင်တက်ဦးအပောင်ဝင်စစ်တုံးမှ180ကျော်ကိုဖမ်းဆီးမိသည့်အပြင်လက်နက်ခဲယမ်းအမြောက်များကိုလည်းတင်းသိမ်းရရှိခဲ့ပါသည် ကြိုက်တယ်ကျွန်တော်ကဒီသတင်းကိုနော်အရန်ကြိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒီပုံစံဖြစ်နေရဒီသတင်းကိုသတိပြီလုံးမှာရှိတဲ့ဒီစစ်တပ်ထောက်တိုင်လုပ်နေတဲ့ပြူစောဒီဒီအုတ်ထုတ်ရေးမှုတွေနော်အားလုံးတိတိငါတို့ကာလဒီဒီနေရာမှာငါတို့ရှိမှာနော် PDF တွေမရှိပါဘူးလုံးလို့ရကျင်နေရတယ်ဆိုပြီးလူပေါင်းွားရခဲ့တဲ့အရာတွေကတစ်ချိန်တိုင်းပြန်ပေးဆက်ရအောင်မယ်ဆိုတာဒီတရင်ကခင်ဗျားတို့တက်တည်ပြတာအဲ့တော့အချိန်တိုင်းစစ်တပ်ကနိုင်မှာပဲဆိုပြီးတော့မိုက်သွင်းနှက်နှက်ကြမယ်ဆိုတော့ ကိုယ့်ရဲ့တဘောပါပဲနော်အခုဒီအင်းတော်မြို့နယ်မှာလည်းဒီလိုပဲအခုလက်ရှိခန်းကန်ပြီးသားတဲ့ဒီကွေး30ကျော်ဖုတ်ကွေး30ကျော်ကလည်းတချင်းရခမားတို့တွေးသလိုပဲတွေးခဲ့တာငါတို့ဒီထက်မှာ PDF တွေမရှိပါဘူးအချိန်နဲ့စစ်တပ်ကနိုင်ငံမှာပဲဆိုတဲ့အတိတွေးခဲ့ပြီးတော့ဒီလိုမျိုးပြည်သူတွေအပေါ်မိုက်ရိုင်းရုံမှခဲ့တဲ့အလုပ်တွေလုပ်ခဲ့တာဒါပေမဲ့အခုချိန်မှာသူတို့အလှည့်ပြန်ရောက်ပြီအဲ့တော့တနာစရာကောင်းသေးတာအဲ့လိုပဲတနိုင်ငံလုံးမှာရှိတဲ့အထူးသဖြင့်အေယာဝတီတိုင်းမှာရှိတဲ့အုပ်ကြီးတွေအနေနဲ့ငါတို့အေယာဝတီတိုင်းကို နော် PDF တွေတော်လိုင်းအင်အားစုတွေမရောက်နိုင်ဘူးထင်တယ်ခင်ဗျားတို့နောင်တကြီးကြီးကြပါလိမ့်မယ်ကျွန်တော်တို့ကတိလို့ချိန်ချောက်တာမဟုတ်ဘူးချစ်တင်တာကိုမဖြစ်အောင်လို့တတိပေးတာပဲရှိတယ်ဒါ ਉ မှအကွက်ကိုစက်မိုက်ပြီးလောက်ရမယ်ဆိုလေတဘောပါဟုတ်တယ်မလားရှင်းရှင်းပြောရင်ကျွန်တော်တို့ကတော့တော်လိုင်းအင်အားတွေကတော့အဆုံးထိသွားမှာပွဲနော်အဲ့တော့ငါတို့ဒေတာမှာ PDF တွေမရှိဘူးလုံချင်တိုင်းလုံမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တဘောပါပဲအထိတ်တန်ကြအခုဒီပုံထဲမှာနော်ကျွန်တော်ပုံမပြတော့လို့နော် ဆောက်ွက်တွေတွေးတန်တဲ့နဲ့ဖြစ်နေတော့ပုံကျွန်တော်မပြတော့ဖြတ်ဖြတ်တယ်ထိမှာဆိုလို့နော်ကြည့်ကြည့်လို့ရှိရင်တင်းတွေထဲမှာဝင်ကြည့်ဒီတင်းကအောက်မြေပြင်နဲ့ပို့လာတယ်တကယ်ရှိတယ်ဒီထက်ဆိုးတဲ့ပုံတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကမီဒီယာကိုကြော်ပြီးတော့မတင်ဘူးတောင်းတောင်းဟောက်ရရှင်လောက်တော့မီဒီယာတင်ထားတဲ့စာသားအတိုင်းပဲကျွန်တော်လုပ်တာများတယ်ဘာဖြစ်လို့လဲကျွန်တော်ဒီတော်နိုင်ရင်မှတင်းဥစရာမလို့အားလုံးကတိနေပြီလားအဲ့တော့အထူးသဖြင့် ARV တိုင်းအပါအဝင်အခြားတော်တိုင်းနဲ့ပြည်နယ်အနှံ့မှာရှိနေတဲ့နော်အုတ်ထုတ်ရမှုတွေစစ်တပ်ထောက်တိုင်းတွေအနေနဲ့ စဉ်းစားကြပါဒီတိုက်ပွဲဟာဘလောက်ထိတွားမှာလဲ62မှာအာနာပိန်ခဲ့တယ်88မှာအာနာပိန်တာလည်း2021အာနာပိန်တာလည်းအဲ့ဒီ၃ခုတူတလားပဲနှိုင်းချင်ကြည့်ပါပြီးတော့ချင်းအပေါ်ကဘလောက်ပဲခိုင်ခိုင်ငါလုတ်တဲ့မလုတ်တဲ့ဆိုတဲ့အတိပြန်နဲ့စဉ်းစားဆုံးဖြတ်ကြပါအချိန်ကြီးတော့အချိန်လုံမအခုအင်းတော်ကကောင်းပြီလို့အချိန်လုံမဆိုရင်တော့အဲ့ဒါလို့သွေးရဲတန်ရင်းချင်းနဲ့ဒူးထောက်ခွင့်မရတော့ဖြစ်သွားလိမ့်မယ်อืมဒါကြောင့်မလို့ငါတို့ရှိမှ PDF တွေမရှိပါဘူးရုပ်မှနေတိုင်းရုပ်မှမဆိုဒီတင်းလေးကိုမြင်အောင်ကြပါလို့တိုက်တွန်းပါ နောက်ထပ်သတင်းတစ်ခုကိုလည်းထပ်တင်ဆက်ပေးခြင်းပါတယ်။ KNP နဲ့ကော့ဂရိတ်ဂျုံတို့လမ်းမကြီးကို KNN နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဒီစစ်ကောင်စီဂိတ်၅ဂိတ်ကိုတိမ်ပြီးတော့အဲ့ဒီလမ်းပိုင်းကိုထိန်းချုပ်လိုက်ပါပြီ။နောက်ဒါဒီနေ့ဆိုရင်အဲအခုဒီမနက်မှဒီသတင်းကတက်လာတာဖြစ်တယ်။ KNP နဲ့ကော့ဂရိတ်နဲ့ဂျုံတို့လမ်းပိုင်းကြီးစစ်တပ်ဖိတ်စခန်း၅ခုကို KNN နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကထိန်းချုပ်လိုက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးတက်မနေ့ဖက်ပြေးကိုလုံလာကြောင့် KNN နဲ့သတင်းရင်းမြစ်ကရန်ကုန်ခေတ္တသတင်းဌာနကပြောဆိုတယ်။ ်တခုရပ်ပိုင်းတွေဖြစ်ပွားခဲ့တော့တိုက်ပွဲများအတွင်းကွန်ကရစ်ကြုံတို့လမ်းပိုင်းကြီးစစ်ကောင်စီတပ်ဤအထိုင်ကိစ္စကန်၅ခုကိုတိမ်ထိမ်းချုပ်တိမ်ပိုက်ရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း KNLA PD ရဲ့မဟာမိတ်ပူးပေါင်းတပ်များထံသို့စစ်တိုက်ခေလုံခဲ့ရှိကြောင်းသိရှိရသည်ဧပြီလ၁၈ရက်နေ့၁၉ရက်နေ့မှာကြုံတို့နဲ့ကွန်ကရစ်ကိုတွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ DGD ဘိုဘီ PDF ဘိုဝင်းအောင် PC အဖွဲ့ခမရ946ခမရ945တပ်တွေရဲ့ ထိုင်ဒိတ်တွေနေရာတွေအကုန်စွန့်ပြီးပြေးကုန်ကြတယ်။ဧပြီလ27ရက်မှာကြုံတို့ခမရ9လေးငါတက်ကနေစစ်သား6ဦးပြေးလာခံတက်က2ဦးပါစစ်မှုထမ်းတက်လာပြီး4ဦးပါအခုဒိတ်ပိုက်ရဟတာက4တိုင်5တိုင်နွားချံကုန်ကော့ဝါလဲနေရာတွေပေါ့တို့စစ်တပ်ကြံနေတာက5တိုင်နားကတကိတ်လိုင်ဝတ်တကိတ်ကြံနေသေးတယ်အဲ့ဒီဂိတ်နှစ်ဂိတ်ရရင်တော့ ကော့ဂရိတ်နဲ့ဂျုံတို့ချမ်းမှာစကားစတိုက်ရင်နေရာတွေကလွဲလို့ဂိတ်စကမ်းမရှိတော့လို့တက်မှလမ်းမကြီးကိုထိန်းနိုင်ပြန်အနေတိုင်းတွေကဆိုးတယ်လက်တော့ကော့ဂရိတ်မျိုးအဝင်ခမရ၅၄၆တက်ရင်စကားခါစနစ်ခလိုက်ရ1 3တုံညခလိုက်ရ1 3တက်အမတ်တ3တက်တက်ရင်များကိုကန်အရီပီဂျီရဲ့မဟာမိတ်တပ်ဖွဲ့များကဝိုင်းပတ်ပိတ်ဆို့ထားပြီးစီးရဲချင်းတွေအလွန်တင်းမာနေကြောင်းသိရှိရတယ် ဧဘရန်20နောက်ပိုင်းမှာစကားကစနစ်နဲ့တူအရန်တက်ရင်းနေရာတွေကို ထောက်ထားတာပေါ့နော်သူတို့အပြစ်မထွက်ပိုက်တော့ပဲနဲ့ဒုံးနဲ့ပြင်းထောက်တယ်ဝိုင်တွဲလေရင်တွေနဲ့ဘုံပတ်ကျန်းတက်ရင်းတွေကနေလက်လက်ကြီးနဲ့ရန်ပစ်တယ်ပိုက်ပွဲကရန်ကုန်ဘုံကြီးကျောင်းနားမှာရှိတဲ့စစ်တပ်ဗန်ကကရုတ်ကြီးနေရာကိုတိုက်နေတာရဲ့ကိုယ်တိုင်နားကစစ်တပ်ကိစ္စကန်းတွေတိုက်နေတာကို PNL တွေတရင်းတွေကဆက်ရှင်းပြတယ်ယခုကတိုက်ပွဲများတွင်လမ်းမဆက်တော်ကြီးပြတ်တောက်နေပြီးကွန်ကရစ်မြို့တွင်စစ်ဘေးမရှောင်မဲ့နေထိုင် တရင်သူများမှာကုံစင်းသုံးပြင်းပြနေတော့ကြောင့်ဝေယူစားသုံးရင်ခက်ခဲနေကြောင်းတိတိရစစ်ကောင်စီတပ်ကတော့ကော့ဖိတ်မြို့တွင်းရှိဘုံကြီးကျောင်းဖျားစီတီနှင့်စာတင်ကျောင်းများတွင်အထိုင်ကျပက်စလပီခံစစ်ပြင်ဆင်ထားကြောင်းလားလူကြုံတို့မြို့တွင်လည်းစစ်ကောင်စီတပ်ကရဲရဲစခန်းစာတင်ကျောင်းဖျားကုန်းနှင့်ဘုံကြီးကျောင်းများတွင်အင်အားရာကြီးပက်စလခံစစ်ပြင်ထားကြောင်းတိတိရဟုတ်လားလက်ရှိကရင်ပြည်နယ်မှာဖြစ်နေတဲ့ပြဿနာပေါ့နော်အဲ့တော့ကရင်ပြည်နယ်မှာအားလုံးသိတဲ့အတိုင်းဒီကရင်ပြည်နယ်မှာ တချိန်ကမြောက်တီကိုဝင်သိမ်းခဲ့တယ်မြောက်တီကိုမဟာမိတ်ပွန်းဖွဲ့တဲ့ဒီအနေပြန်ယူနေမဟာမိတ်ပွန်းဖွဲ့တိမ်းပြီးတဲ့နောက်မှာမြောက်တီမျိုးကိုရတယ်မျိုးစောက်တက်ကိုတိမ်းနိုင်တယ်အဲ့ဒီမျိုးစောက်တက်မှာရှိတဲ့လက်နက်တွေကိုကားနှစ်စီးသုံးစီးတိုက်ဒီဒီ KNY ဌာနချုပ်ကိုတိမ်းတိုက်ယူတဲ့အလုံးတွေ့ဖြစ်မှာပါအဲ့ဒီပြီးတဲ့အချိန်မှာဒီစစ်ကွေးအကောင်20 30လောက်ကအမှတ်နဲ့တကားအောက်မှာကျင်းတူးပြီးတော့နှစ်ရက်တိတိလာနေတယ်ဒါကို BGA ဂျောင်းဝင်မှုနဲ့အနှက်ကြည့်ပြီးတော့ နော်ဒီမြောက်ဒီမြို့ကိုပြန်ပေးရတဲ့နောက်ပိုင်းမှာ တောင်ပိုင်းတိုင်းရင်းနဲ့ပတ်သက်လာလို့ပြည်သူတွေကတော်တော်စိတ်ပျက်ခဲ့ကြတယ်ဒီကိစ္စနဲ့ကြောင့်အခုနောက်ပိုင်းမှာတောင်ပိုင်းကဒီအောင်ပွဲတွေရလာတဲ့အချိန်မှာနည်းနည်းပြည်သူတွေစိတ်ကနည်းနည်းဟိုစိတ်ပျက်မှုတွေကိုညှော့လာပြီးတော့နည်းနည်းစိတ်အားတက်ကြွမှုတွေဖြစ်လာတဲ့အချိန်မှာအခုလိုတိုက်ပွဲတွေရတဲ့အတွက်အင်မတန်အားရှိမှုကောင်းပါတယ်အဓိကပြောချင်တာကနှစ်ပိုင်းရှိပါတယ်တောင်ပိုင်းမှာမှန်ပါတယ်ပြည်သူတွေစိတ်ပျက်စေရကောင်းတော့အောင်ဒီတိုင်းနဲ့လက်နက်ကင်တွေထဲမှာဒီစစ်ခွေးနဲ့ပေါင်းနေတဲ့နော်ကိုရိုးရှာတဲ့ လက်နက်ကင်အောက်တန်းစားတွေရှိတယ်လို့တကယ်တော်နိုင်ရေးကိုတော်နိုင်စိတ်နဲ့လုပ်နေတဲ့လက်နက်ကင်တွေမြန်မာတွေလည်းရှိပါတယ်အဲ့တော့တခုရှိတာကအချင်းချင်းပြောရရင်နံပါတ်၁ချက်ဖြစ်နေတာကဒီတောင်ပိုင်းမှာရှိတဲ့လက်နက်ကင်ခေါင်းဆောင်အားလုံးကမငြိညာကြဘူးနော်ဒီအကျိုးစီးပွားရှာတဲ့အခွဲအကျိုးစီးပွားရှာတဲ့အခွဲတက်တက်ဖြစ်နေတယ်တော်လှန်ရေးကိုတော်လှန်ရေးတွန်းတွားနေတဲ့အခွဲကတက်တက်ဖြစ်နေအဲ့ဒီပေါ်မှာမညီမျှမှုတွေရှိတယ်ဒါဇာကန်အနေနဲ့ကတော့အောက်ချင်နော်ရဲဘော်တွေနဲ့မဟာမိတ်တို့ဒီပူးပေါင်း PDF တွေပေါ့ အဲ့တော့နောက်တစ်ချက်ကြတော့ကျွန်တော်တုတ်တုတ်ငါနှစ်ကောင်စစ်စင်ရေးရတယ်လှုပ်ပေးလိုက်တဲ့ဒီတုံမန်းတွေရှိတယ်အဲ့ဒီတုံမန်းတွေကိုစစ်ကောင်စီနဲ့လဲလှယ်ပြီးတော့မလုပ်လို့ဆိုတော့ဒီတုတ်တုတ်ငါနှစ်ကောင်စစ်စင်ရေးရမြောက်ဝိုင်းမဟာမိတ်ကနေဒီဖမ်းမိတဲ့စစ်ပွေးတွေကိုတုံမန်းကြီးလဲလှယ်ဆိုဟိုမှာသူတို့လည်းမတွေးထိုင်ဘူးဒီကောင်တွေကိုရေးချီအဲ့တော့တုံမန်းကြီးလဲလှယ်တယ်ဆိုပြီးတော့ဒီစစ်ကောင်စီကိုပေးလိုက်စစ်ကောင်စီအဲ့ဒီကောင်တွေကိုခေါ်လာပြီးတော့မင်းတို့ထောင်ပြန်ခံမလားမင်းတို့စစ်ပြန်တိုက်ပေးမလားငါတို့တို့ ိုတော့ဘယ်သူကပြည့်ထောင်ထဲမှာတော့ဘယ်သူမှတော်မလို့နော်စစ်ပြန်တိုက်တာကမတော်လို့ရှေ့ထဲမှာတပြေးလို့လွန့်လွန့်အောင်မယ်ဆိုတော့စိတ်နဲ့အဲ့ဒီတုံမန်းနေအားလုံးကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒုတိယအစီအပြန်ဖြစ်ကဖြစ်လာပြီးတော့ဘာလို့ဆိုဟဲ့ဒီတောင်ပိုင်းတိုင်းကိုကိုလွတ်ပွဲလာခြင်းပါအဲ့ဒီကိုလွတ်ပွဲခြင်းပါလိုက်တဲ့အချိန်မှာပထမဒီစခန်းမှာ နော်အင်အား50ကြီးတဲ့စခန်းတစ်ခုကနောက်ထပ်အင်အား100ထပ်ပြစ်ပြီးအင်အား150ဖြစ်လာတော့ဘာဖြစ်လဲဆိုစစ်ကြောင်းဖိုးမှုဖြစ်လာအဲ့တော့စခန်းသိမ်းဖို့လုပ်ထားတဲ့တောင်ပိုင်းမှာရှိတဲ့အင်အားစုတိုင်းတပ်ဖွဲ့တွေက စကန်းတစ်ခုတိန်းတယ်ဆိုတော့ဒီစကန်းမှာအင်အားဘယ်လောက်ရှိဒီစကန်းကိုဝင်ပြစ်လို့ရှိရင်ဘယ်လောက်ကြာချင်ဘယ်လောက်ရှိဒီဘယ်လောက်ကုန်မလဲဒီစကန်းတိန်းဖို့အတွက်ပုံစံစစ်ဘယ်လောက်လဲဒါတွေကိုကြိုတွက်ထားအဲ့ဒါတွေကိုတွက်ပြီးတော့စု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 တော့အားလုံးသိတဲ့အတိုင်းကျွန်တော်တော်လိုင်းအင်အားစုဘက်ကခဲရလက်နဲ့စုရတယ်ဆိုတာပြည်သူချွေးနှဲစာတွေနဲ့၅ပြားစု၁၀ပြားစုမူးစက်မူးစုမတ်စုကနေကျွန်တော်တို့ကဒီတိုက်ပွဲတစ်ပွဲအတွက်ကိုစုရတဲ့အတိုင်းတစ်ခွက်နေတယ်အဲ့တော့အဲ့လိုစုရင်းနဲ့ ဒီစကမ်းကိုအင်အား90ရှိတဲ့စကမ်းကိုတိန်းကန်နေတဲ့ကြတဲ့အချိန်မှာဘုနစ်ကပြောသလိုတောင်ပိုင်းကိုခွတ်လို့ပွင့်လာတဲ့အချိန်မှာလုံးဝကိုလှုပ်လို့မရဘူးဘာဖြစ်လာလဲဆိုတော့အဲ့ဒီကိုတိန်းနဲ့လှုပ်တဲ့စကမ်းကောင်နဲ့ကို့ကိုပြန်ပြီးလို့စကြောင်းထိုးချင်အောင်ပြန်လဲကုကန်စစ်နေမှာတုံးလိုက်ဆိုဆုထားတဲ့ခဲလက်ဒီလက်နဲ့ပြန်ကုံသွားပြန်အောင်နောက်တစ်ဖက်ဒီလိုနဲ့တောင်ပိုင်းမှာဒုက္ခရောက်တဲ့အခါဒီလည်းအများကြီးအဲ့တော့တိချက်ကတစ်ခုလည်းမဟုတ်ဘူး ဝိတ္တကပြောလို့ဒီကိုကျိုးရှားနေတဲ့လက်နက်ကင်အောက်တန်းသားတစ်ချို့တောင်ပိုင်းမှာရှိလို့တောင်ပိုင်းတိုင်းကတော်နိုင်ရေးကိုတော်နိုင်နေတူအောင်မပြတ်သားနိုင်တာတစ်ချောင်းနောက်တစ်ချောင်းကျတော့ဝိတ္တကပြောတယ်လို့ဒီတုံမန်းတွေကိုလွတ်လက်ကဆောင်ဒါတွေကတောင်တောင်ပြည်သူတွေကမတိဘူးအဲ့တိုင်တော့ဘယ်နဲ့ချိန်ဆမှုရှိတဲ့လူတွေပဲဒီပြဿနာတွေကတည်ရတယ်။အဲ့တော့ကျွန်တော်တို့ဒီလူတွေမြစ်တန်ရက်ခံနေတာကဒါကျွန်တော်တို့ထောက်ဖို့တွေဆိုတာဂျားတဲ့ကအနေနဲ့ပြောနေတာဘာဖြစ်လို့ဆိုတော့စိတ်ပြက်တာဟုတ်လို့စိတ်ပြက်ပါမပြက်နဲ့မပြောပါဘူး။ကျွတ်တဲ့နေရာတွေဆိုတော့စိတ်ပြက်မှုကောင်းမှာကျွန်တော်တို့ကိုယ်တိုင်နဲ့စိတ်ပြက်ပါတယ် ဒါပေမဲ့ကျွန်တော်တို့ကြည့်ရမှာကစိတ်ပြက်စရာကောင်းတဲ့လူတွေရှိတယ်လို့အားပေးထောက်ခံပြီးတော့လေးစားဖို့ကောင်းတဲ့လူတွေလည်းရှိပါတယ်။ကျွန်တော်စိတ်ပြက်တာတစ်ခုတည်းနဲ့ပြစ်ပယ်လိုက်မယ်ဆိုရင်အဲ့ဒီဘဝနဲ့ချိန်ပြီးရင်းသားတဲ့ဟိုအောက်ချင်ရဲဘော်လေးရစပြီးတော့အရာရှိတွေတင်းမှာတော်လန်ရေးစိတ်သက်နဲ့လုပ်နေတဲ့သူရဲကောင်းတွေအများကြီးရှိတယ်။သူတို့မျက်နှာတွေကျွန်တော်ပြန်ကြည့်ရမယ်။ဒါကြောင့်မလို့တောင်ပိုင်းနဲ့ပတ်သက်လို့အဲအားနှက်ချက်တွေရှိနေတယ်။သူတို့အားတာချက်လည်းရှိမှာပါ။ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံရဲ့တော်လန်ရေးအရွှေ့ပြောင်းမှာအားလုံးပါဝင်တဲ့ အတိုင်းသာဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစိတ်ပြေုံနဲ့ပြစ်ပယ်ထားလို့မရပါဘူးအားလုံးလက်တွဲနိုင်အောင်ဝိုင်းလို့မှတာရမှာပါအဲစစ်ကောင်စီကတော့ရန်သူပြည်သားဆိုပြတ်သားဆိုတောင်းနေတယ်သူကသူ့အာဏာရရေးအတွက်တိုင်းပြည်ကိုခြံနှင်းဖို့လည်းမခိုင်းဘူးတိုင်းပြည်ကိုလူများနိုင်ငံကိုရောင်းစားဖို့လည်းမခိုင်းဘူးအဲ့လိုအနေထားမှာကျွန်တော်တို့ကအားလုံးစူးစီးယုံနိုင်ရမယ်အခု BGF တို့ DGB တို့ပြောရခက်တာပြောရခက်တဲ့ပြည်သူကိုတေချာထပ်ပြဒါမှမဟုတ်လည်းဒီခေါင်းဆောင်တဲ့မှာဘယ်သူတွေကတော်နိုင်စိတ်ရှိတယ်ကျွန်တော်ရအောင်စီးယုံနိုင်ရမယ်နော်အကျိုးစီးပွားဆိုတာငါတို့ဘယ်အချိန်ပြန်ချရှာလို့ရတယ် ဒီကာလမှာငါတို့ပြောင်းဖြတ်ပြီးမှငါတို့တွေအကျိုးစီးပွားရှာရမယ်ဆိုတော့အရာတွေကိုလည်းဒီအကျိုးစီးပွားရှာနေတဲ့လူတွေကိုနားတွင်းပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကပူပေါင်းလာမယ်ဆိုတာဒါပြန်အင်အားဖြစ်စီတာပေါ့ဟုတ်တယ်မလားဟုတ်တယ်เนาะကိုစီပြောတော့တဲ့ game မှာပါတယ်ကျွန်တော်တို့เนาะဒီ toll line မှာတော့เนาะအမနိုင်ပြန်เนาะကျွန်တော်တို့ရိတောင်းပါပေါ့เนาะအာကျွန်တော်ကိုနိုင်ကအမနိုင်ပြောလို့ရှိရင်ကျွန်တော်ကိုနိုင်ကတကယ်စိတ်ရကြတဲ့ချိန်လေးအများကြီးရှိခဲ့ပါတယ် ဒါပေမဲ့ကျွန်တော်စိတ်ဓာတ်ကြနေလို့မရပါနော်စိတ်ဓာတ်ကြနေလို့မရပါဘူးနော်စိတ်ဓာတ်ကြနေလို့ရှင်ကျွန်တော်တို့လိုချင်တဲ့ဒီမိုကရေစီကျွန်တော်တို့လိုချင်တဲ့အောင်ပွဲကဘယ်တော့မှရမှာမဟုတ်ဘူးဆိုတာကတော့အာတည်ထားဖို့လိုတယ်ဆိုတော့နော်ကျွန်တော်ဘယ်တော့ပဲခက်ခဲနေပါစေပေါ့နော်ကျွန်တော်တို့အောင်ပွဲကနော်အရင်နှေးလာပြီဖြစ်တဲ့အတွက်အာသင်ထားကြပါလို့ပြောချင်ပါတယ်ဆက်လက်ပြီးမှအမိုက်တဲ့တဲ့တင်ဆက်ပြီးတဲ့တင်လေးဆက်ကြည့်လိုက်ကြအောင်နော် စီအခြေအနေလေးကတော့ခုနောက်ပိုင်းမှာတကယ်ဥမှာအကောင်ကြီးကြီးတွေပေါ့နော်ဘုံကြီးကြီးအဆင့်လောက်တော့မဟုတ်ဘဲနဲ့ဒီထက်ပိုတဲ့အာရာလူတွေနဲ့ပုံပုံတွေကိုကတ်စိတ်စိတ်ဖန်းစီလာနိုင်တယ်ပေါ့နော်စစ်တုံးတွေဖန်းစီလာနိုင်တဲ့တိုင်းတွေကိုကျွန်တော်စက်တက်ရှားနေရတာဖြစ်တယ်နောက်တစ်ခုကဒီနေပြည်တော်ရဲ့ပုံဝင်ခြင်းပါပေါ့ထောက်တော်လေးရဲပေါ်လေး PDF တွေဝင်ရောက်နေနိုင်တဲ့တိုင်းကိုလည်းကြားနေရတာဖြစ်တယ်ပေါ့နော်အဲ့တော့2025ဟာကျောက်တော်လေးရဲ့ကိုနော်ချိန်ငွေရှာဘယ်ဘက်ကိုအလေးတာမလဲဆိုတာကိုတိတိကျကျနော်သိနိုင်မဲ့ အဲနှစ်တခုလို့ကမှန်းမိတယ်ပေါ့အဲ့တော့ဒီနေ့ဖတ်လိုက်ရတဲ့ဒီလေးတခုရှိတယ်ဖတ်လိုက်ရမှာမဟုတ်ပါဘူးကျွန်တော်ဗီဒီယိုမှကြည့်လိုက်ရတာပါစီဒီအမ်ဘူကြီးတယောက်ပြောထားပါဘောနော်နေပြီးတော့ရဲ့မိုင်20လောက်တာအကွာဝေးရှိတဲ့နေရာမှာကျွန်တော်ဗီဒီယိုရေးဖို့လေစစ်စေးပြုလုပ်ကြတယ်စစ်စေးပြုလုပ်ကြတဲ့အချိန်ဟာလည်း3နာရီလောက်ကြာတယ်ပေါ့နော်ဒီ3နာရီလောက်ကြာတဲ့အချိန်မှာစစ်ကောင်စီဘက်ကနေပြီးတုံတရားလိုက်လံပစ်ခတ်တာမျိုးခုခံတာမျိုးမရှိခဲ့ဘူးတိုက်ခိုက်တာမျိုးမရှိခဲ့ဘူးအင်းဆိုတော့နေပြီးတော့ဟာသူတို့ရဲ့အတက်ဘူးဖြစ်တယ်စစ်ကောင်စီရဲ့နောက်ဆုံးဟိုဟိုလုံကြုံရေးကိုအသေးအံတိုးမြင့်ထားတယ် နေရာဖြစ်တယ်နောက်ဆုံးတိုက်ကပ်ဖြစ်တယ်ပေါ့နော်နေပြည်တော်တို့ရန်ကုန်တို့ပေါ့ရန်ကုန်မန္တလေးအပအဝင်ပေါ့နော်ဒါပေမဲ့နေပြည်တော်ကအဓိကနေပြည်ဖြစ်တယ်ပေါ့အဲ့တော့အဲ့လိုနေပြည်မျိုးမှာမိုင်းတစ်ဆယ်လောက်သာကွာဝေးတဲ့နေရာမှာ PDF ရဲပေါ်ကြီးတော်လည်းရေးတပ်ဖွဲ့တွေရောက်နေတာစစ်ကောင်စီကမသိတာလားဒါမှမဟုတ်ဗျာများနေရလားပေါ့နော်ချုပ်ချက်ခတ်နေရလားပေါ့ဘာတွေလုပ်လို့ဘာတွေကံရမှမသိတော့တဲ့အချိန်ကံကြီးလက်မကံကြီးအချိန်တွေမျိုးကိုဖြစ်နေတာလားနောက်မှသူတို့အတွင်းထဲမှာဘာတွေဖြစ်နေလဲပေါ့နော်တခုခုတော့တခုခုပဲပေါ့နော်ဒါနောက်တစ်ခုကပြည်သူစီကတည်င်းမရတာလည်းဖြစ်နိုင်တယ်အကြောင်းအကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ဒီ ငလင်လောက်ခတ်သွားတဲ့အပေါ်မှာနေပြီးတော့မှအများကြီးထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်သွားတယ်။အဲ့ဒီပုံမှာလည်းဒီအလောင်းတွေကိုပေါ်ပေးတာမျိုးเนาะဒီအချိန်မီအသက်ကယ်ပေးတာမျိုးတွေနေပြီးတော့မှရှိနေတဲ့လူတွေကဒီဟိုစစ်အုပ်စုကမလုပ်ပေးခဲ့ကြဘူး။မလုပ်ပေးခဲ့ကြမယ်နဲ့အဲသူတို့ဒီတခြားနေရာတွေနဲ့ဒီတခြားနိုင်ငံတွေကိုဒီခွက်ခောက်တာလောက်နေသူတို့အယုံဆက်ပြီးတော့လုပ်နေကြတာဖြစ်တဲ့အတွက်အဲ့ဒီအထဲမှာရှိနေတဲ့ပြည်သူတွေကလည်းတော်တော်လေးပုံမှာအစိတ်နာသွားတဲ့အခြေအနေမျိုးမြင်တွေ့ရတယ်ပေါ့နော်။သတင်းတွေလည်းဖုံးထားတယ်ပေါ့။တော်ငကိုရဲမှဟလာဘောမဆိုတဲ့တစိ့ကိုစစ်တေနဲ့ခံယူတာတော့သူတို့အပြစ်နဲ့သူတို့လည်းတရင်မထုတ်ရဘူးမအော်ရဲမပြောရတာပေါ့ရှင်အဲ့လိုအနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်ပေါ့ ဒီတည်င်းနေကို PDF တွေနေပြည်တော်နားရောက်လာတယ်ဆိုတဲ့တည်င်းနေကိုပြည်သူစီကမရတာလည်းဖြစ်နိုင်ရေပေါ့နော်ဒါတော့ခံမှန်းကြည့်ရပေါ့ဆိုတဲ့ခါကျတော့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီကျွန်တော်တို့ရဲဘော်ကြီးနော်ဒီစစ်စေးပြုလုပ်နေတဲ့အချိန်မှာပဲပုံမှုတရောက်အောင်ပါဝင်တက်ကြမ်းတဲ့ကိုဖမ်းမိတယ်ဖမ်းမိတာကလည်းအာဒီတို့ရှိမှာပါလာတဲ့လက်နက်ခဲယမ်းတွေအပါအဝင်တို့ရဲ့ပစ္စည်းတွေအားလုံးဟာနော်ကုန်ပြီလေအများကြီးပါတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးက3000ဝန်းကျင်လောက်ရှိတယ်လို့ပြောတယ်ပေါ့ရှင်နော်အဲ့တော့အရှင်ဖမ်းမိတယ်ပေါ့အဲ့ဒီအရှင်ဖမ်းမိတဲ့ တဲ့တင်းကိုစစ်ကောင်စီကဘလို့ထုတ်ပြန်ထားလဲဆိုလို့ရှိရင်ဒီ၃ရောက်ကိုစစ်ကောင်စီဘက်ကနေလိုက်လံပစ်ခတ်လို့တင်သွားတယ်လို့ထုတ်ပြန်ထားတယ်ရှင်။အဲ့တော့တော်လိုင်းဘက်ကအခွင့်အရေးတွေပြန်ပြီးထုတ်ပြန်ထားတာဒီဒီလူတွေကသူတို့လက်ထံမှာရှိနေတယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးထုတ်ပြန်ထားတာတွေ့ရတယ်။အမတန်မှစိတ်ဝင်စားစရာလည်းကောင်းတယ်။နောက်တစ်ခုကဒီဘုံမူး၃ရောက်ဟာဘုံမူးအပောင်ဝင်တက်ကြ၂ရောက်ဒီ၃ရောက်ဟာဒီလမ်းကိုလာမယ်ဆိုတာကိုတင်ပြတာကနေပြည်တော်မှာရှိနေတယ်။ ဘယ်ရည်ရသတင်းပေးတာဖြစ်ပါတယ်ဒီသတင်းပေးမှုအပေါ်မှာ PDF တွေကလည်းအကျိုးရှိရှိတိတိကျကျအောင်အသုံးချလိုက်နိုင်တာတွေ့ရတယ်အမှန်တမ်းအပေးယူမြရတယ်ပေါ့ရှင်ဆိုတဲ့အခါကျတော့ပြည်သူရှိရသတင်းမရတာကိုလည်းစစ်ကောင်စီကရင်ဆိုင်နေရတာဖြစ်တယ်လို့သူ့ရဲ့အတွင်းထဲမှာလည်းเนาะစစ်ကောင်စီအနေနဲ့ကြည့်ရင်သစ္စာပေါက်ပေါ့ရှင်သစ္စာပေါက်တွေရှိနေတာဖြစ်တဲ့အတွက်သူတို့ဟာဘလို့တွေပဲစူးစမ်းနေစူးစမ်းနေသူတို့ရဲ့အရှုံးဝဲတွေကိုပဲကျွန်တော်တို့ကမြင်ရမှာကျွန်တော်ပြည်သူလူထုကမြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်2025မှာမြင်လာရနိုင်တဲ့အနေအထားမျိုးရှိရပေါ့ရှင်เนาะနောက်ခုကဟိုကျွန်တော်စီရင်ရေးကိုပြန်ပြီးတုံ့တက်မယ်ဆိုလို့ရှိရင်အခုချိန်မှာเนาะ ဟိုအရှင်တော့ကလူမျိုးဘုံမူးအဆင့်လောက်တွေမဟုတ်တော့ဘူးနဲ့ဘုံမူးအဆင့်တက်ကြီးတဲ့လူတွေပုံကိုယ်တွေကိုဒါခက်စိတ်စိတ်ဖမ်းလာဖမ်းမိတယ်ပေါ့နော်အဲ့အနေထားမျိုးရှိတယ်ဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့တော့ကတော့အမတန်အားရတယ်နော်ဟိုပြည်သူတွေကိုလည်းပြောချင်တယ်ရှင်ကျွန်မဒီမှာစကားလေးနည်းနည်းဖြတ်ပြောချင်တာပါလေဆိုလို့ရှိရင်ကျွန်တော်မလေးရှားမှာရှိနေတဲ့ဟိုကပေါ့နော်ဒီတော်တော်ပြည်သူတွေပြောချင်တာပေါ့ကျွန်တော်တို့ဒီတော်လန်ရေးအဖွဲ့တွေရဲ့စာဝန်ကြီးကြီးဟာအရေးကြီးပါတယ်သူရဲ့စာဝန်ကြီးကြီးတို့ကကျွန်တော်တို့ဒီကိုယ်လည်းပါဝင်တဲ့လူတွေလည်းအရန်ကြီးဖိအားမဖြစ်အောင်အရန်ကြီးမများရအောင်တနေ့တစ်ချက်မလေးရှားရင်းကြီးတနေ့တစ်ချက်အလောက်30နဲ့ကျွန်တော်တို့ group တွေဖွဲ့ရတာရှိတယ် အဲ့ရနေပြီးတော့ရတဲ့ဒီထောက်ပံ့ငွေပေါ့ရှင်ထောက်ပံ့ငွေရရဲဘော်တွေရဲ့လက်ထဲကိုတော်စားနဲ့ရိတ်ခါအဖြစ်နဲ့လဲသွားတယ်ဒီယူနီဖောင်းတွေလိုအပ်ရင်လဲဝယ်ပေးတယ်နော်ဟိုလိုရင်လိုတဲ့နေရာကိုသွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့နော်တနေ့တစ်ကြက်တစ်လ30နဲ့ပတ်ဝန်းကျင်တဲ့လူများနေတယ်ကျွန်မဆက်သွယ်လို့ကြပါလို့ဆိုတဲ့အကြောင်းကိုကျွန်မဒီများနေတစ်ခါလေးကြောင်းညာပေးမယ်ပေါ့ရှင်နော်อืมဆိုတဲ့အခါကျတော့ဒါလေးကတော့ကြောင်းညာဝင်တာပေါ့ဟိုကျွန်မတို့က တွန်လန်ရေးကိုကုမယ်ဆိုလို့ရှိရင်ငွေပြည်သူကျွန်တော်တို့ပြည်သူတွေကတော့ငွေနဲ့ပဲကုမရမယ်တခြားအရာမရှိဘူးကျွန်တော်အသက်လည်းမပေးနိုင်ဘူးလေနော်အဲဒါကြောင့်မလို့ကျွန်တော်တို့ကရတဲ့နည်းတွေနဲ့ကုနေတာဖြစ်တယ်ပေါ့နော်ဂျာတွေမှာလည်းကျွန်တော်တို့ campaign တွေတိန်းတထောင် campaign တွေလုပ်ခဲ့တယ်အောင်မြင်တယ်နော်တရားရဂိုင်တော့မဟုတ်ရင်တော့မှ80ရဂိုင်တော့အောင်မြင်တယ်နော်ဒီဂျာတွေမှာလည်းပြည်သူတွေရဲ့ပံ့ပိုးမှုကလိုအပ်နေသေးတယ်အခုဆိုလို့ရှိရင်ဒါ2025မှာကြားနေရတဲ့သတင်းတွေရဆိုရင်ရှေ့ရေးစည်းရေးအချိန်က2025မှာအမြင့်ဆုံးအခြေအနေမျိုးကိုရောက်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကအခုအချိန်မှာပို့ပြီးတော့မှတော်လိုင်းဘက်ကိုတော်လိုင်းအဖွဲ့တွေကိုပို့ပြီးတော့မှပန့်ပိုးရမယ့်အချိန်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ဒါကြီးကိုကျွန်တော်ဝင်ရင်းဖြစ်ပါတယ်။ဒါအဲ့တော့ တော့နောက်တစ်ခုတည်င်းကတော့ဘာလဲဆိုလို့ရှိရင်ဒီမုံရောင်ဘက်ကိုစင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့နော်ဒီနပါခါကနေပြီးတော့အာစင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့ဆိုတော့သူဒီစင်အားဖြစ်တင်းတဲ့နေရာမှာလေကားအစီးတရာတော့ရှိတယ်လို့တည်င်းရတယ်။အဲ့တော့ပြီးတော့ဆင်းရက်ကဲရနေတာလေပြည့်ပြည့်စုံစုံဟိုထည့်ပေးလိုက်တယ်လို့ဒီကတည်င်းရတယ်နော်အဲ့တော့လူဝယ်ပစ္စည်းအများကြီးပေါ့ရှင်လူဝယ်ပစ္စည်းအများကြီးနဲ့နော်ဒီစင်အားဟိုကားအစီးတရာလောက်နေဆိုတော့စစ်ပွဲကြီးကြီးဒီမုံရောင်ဘက်မှာဖြစ်လာနိုင်တယ်ဒါကြောင့်မုံရောင်မှာရှိနေတဲ့ပြည်သူလူထုကိုတိထားအောင်ဒီသတင်းတွေကိုအဲဒီသတင်းကိုခေါ်ထုတ်ပြရဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ ဲ့ဒီစစ်ပွဲကိုเนาะအဲ့ဒီစစ်ကြောင်းကိုဦးစီးဦးဆောင်လုပ်တာကတော်လန်ရေးအဖွဲ့တွေကစစ်တုပ်ပန်းအဖြစ်ခါနာပြီးတော့မှပြန်လွတ်ပေးလိုက်တဲ့စစ်တုပ်ပန်းတယောက်ဖြစ်တယ်လို့ဒါပြောထားတယ်ပေါ့เนาะဆိုတဲ့ခါကျတော့စဉ်းစားဖို့ပါတော်လန်ရေးအဖွဲ့တွေရောเนาะကျွန်တော်တို့ PDF တွေရောပြောချင်တာကကျွန်တော်ဒီရန်သူကိုဖမ်းမိပြီဆိုလို့ရှိရင်မြေမြုပ်လိုက်ပါရှင်းရှင်းလေးပဲပြောတာဒါเนาะရန်သူဟာဘယ်တော့မှကိုလူဖြစ်မလာဘူးဒီချိန်ထိစစ်ကောင်စီဘက်မှမမမမရက်တည်ပြီးတော့တေပွဲဝင်တိုက်ပွဲဝင်ပေးနေတယ်ဆိုတဲ့ကဒီလူတွေကဘယ်နည်းနဲ့မှ ပြည်သူဘက်ကိုမျက်နှာမူလာမှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီစစ်တုပ်ပန်းတွေကအင်မတန်မှအန်တီအများတယ်ကျမတို့ကြီးကသတင်းတွေလည်းပေါက်ကြားမှာဖြစ်သလိုအခုကျတော့လွတ်ပေးလိုက်တဲ့လူကပြန်တိုက်မဲ့အနေထားမှာဦးစီးရမှာဖြစ်တယ်လို့ဒါသတင်းရဆိုတဲ့ခါကျတော့ဒီစစ်တုပ်ပန်းတွေကိုပြန်မလွတ်ပေးပါနဲ့ဒါတော့ပြောချင်တယ်နောက်ကွာ ပလိန်တစ်ခွေတွေသတိထားဖို့ပါနော်အခုစစ်ကောင်စီကလေရင်နဲ့တာသူကလေရင်တစ်ခုနဲ့တာအားကိုပြီးတော့တိုက်ယူရတာဖြစ်တဲ့အတွက်ကြောင့်မို့လေရင်ကိုပဲသူအတုံးကျူမှာဖြစ်တဲ့အတွက်ဒီဆက်တွေပစ္စည်းတွေဆက်တွေအထိုင်ဆက်တွေစကားပြောဆက်တွေကိုအမှန်တမ်းမှလုံခြုံရေးသတိထားဖို့လိုအပ်ပါတယ်နော်ဒီဟာတွေကို location လိုက်ပြီးတော့ဒီနေရာတွေမှာဘုံကျဲဖို့အစီအစဉ်ရှိတယ်လို့ဒါတရင်အတိတ်ကြရလာတယ်ပေါ့ရှင်ဒါကြောင့်မို့လို့ကျွန်တော်တို့တော်နေရေးအဖွဲ့တွေကိုလည်းဒါလေးတွေကိုတော့သတိပြုဖို့ဒါပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့2025ရဲ့စစ်ရေးဟာကျွန်တော်တို့ပြည်သူလူထုအတွက်ကတော့နော်အရွေးတစ်ခုအပြောင်းလဲတစ်ခုကိုတိတိတတ်တာမြင်ရမယ့်အဲနှစ်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော် ါပေမဲ့လေစီရေးဆိုတာနောက်ဆုံးနောက်ဆုံးဒါတတိယ line လို့ခေါ်လို့ရတာပေါ့တတိယသွားမယ်ဟာပေါ့နော်အဲ့တော့ဒီပုံမှာလည်းဒီအယူအခြေအနေနဲ့တင်ညာထားတာရှိတယ်เนาะဗီဒီယိုတွေနဲ့တူတူပြင်ဆင်ထားကြဖို့တင်ညာထားတာရှိဒါတွေကခဏခဏတင်ညာနေရပဲပေါ့เนาะအခုတကယ်ဖြစ်လာမယ့်စစ်ပွဲတွေကပို့ပြီးတော့အရင်ထပ်ပို့ပြီးတော့တင်မှာပဲအရင်ထပ်ပို့ပြီးတော့ပြည်စည်းဆုံးရှုံးမှုတွေများမယ်ဒါကြောင့်ဗီဒီယိုလူလူတွေနဲ့အတူတတိထားဖို့ပေါ့ရှင်เนาะတတိထားကြဖို့ရှောင်ရှားကြဖို့ပြင်ဆင်နေရရှိတာတွေပြင်ဆင်ထားဖို့လိုအပ်တဲ့ပစ္စည်းတွေကိုတပါတယ်ဂျူထားဖို့ဟိုနှိုးဆော်တယ်ပေါ့ရှင်เนาะအဲ့တော့ဒီပြည်သူများအနေနဲ့ဒီ ဒီဘက်မှာရောက်နေတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေပေါ့ရှင်အမှန်တရားကိုမျက်နှာတွေအများအနေနဲ့နော်တော်လန်ရေးကိုပုံဝင်ပေးကြပါအာယုံဆိုင်ပေးကြပါတချီထပ်ပြီးတော့ယုံကြပါစို့လို့ပြောကြရင်လည်းကျွန်တော်ဒီတတိလေးကိုလာပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့တော်လန်ရေးနော်ဘယ်အချိန်မှာနော်အပီးတက်မယ်ဆိုတာမသိပေမဲ့အခုချိန်မှာကြားနေရတဲ့တတိလေးကကျွန်တော်တို့တော့ကလုံးဝအားရကြတဲ့တတိလေးဖြစ်တဲ့အတွက်ကြောင့်ဟုတ်တယ်နော်ပြည်သူတွေစိတ်တမကြပါနဲ့နော်ပြည်သူတွေစိတ်တမကြပါနဲ့ဒီဘက်မှာရှိနေတဲ့လူတွေလည်းဒီတော်လန်ရေးကိုပုံဝင်ပေးကြပါနော်ဒါကိုကျွန်တော်ထပ်ကထပ်ကတောင်းဆိုပါတယ် ပါဝင်တင်တဲ့လူများကျွန်တော်ဆက်တွေ့လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မဒီဗီဒီယိုဖိုင်လေးမှာခါးလေးတင်ပြပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်อืมแกเนาะมายีเดเดเปียวตัวละอาลองจาเรนไดบ่เนาะจรเราเนาะอ่าตอนไลน์ยีดตะเกอะยีจิเดกานาดิเลผิดลาไปบ่เนาะจรเราจรเราดีตอนไลน์ยีดตัวจรเราปาวันเดอตันไหนเดอะเปเปกานี่บ่เนาะปาวันไหนตะหลอกบ่เนาะอ่าดิมาเลเซียส่วนมาเลเซียริงกิตอ่าดิไทยส่วนไทย ထိုင်ပါပေါ့နော်အခုပါဝနိုင်တလောက်ပေါ့နော်အခုအဖွဲ့ရှိတွေစတဲ့နေရာအတိတိကာနာမှာကျွန်တော်ပါဝင်ကြဖို့ပေါ့နော်အာတိုက်တွန်းချင်ပါတယ်ကျွန်တော်တော်လိုင်းရေးကြီးကမကြခင်ပေါ့နော်ပြည်ကိုပြီးတော့မှာဆိုတော့တည်ချတယ်ဒီစစ်ပွဲကဒီတော်လိုင်းရေးဟာနော် အရှုံးပြီးလို့မရတဲ့ဘွယ်ရှုံးလို့မရတဲ့ဘွယ်ဆိုတဲ့ဟာကိုအာလေတိစေချင်တယ်ဆိုတော့ဟုတ်ပြီဒီအာ ကိုစင်းနဲ့အမိုင်တဲ့တို့တင်စီဗီတိုရဘောပရက်တစ်ကြရမယ်တို့တချလေးတို့ကမမကြီးပြချပါလို့ပြန်နေတဲ့အဆုံးတက်လိုက်ပါမယ်ကျွန်တော်တို့တဲ့လေးတွေနဲ့ပြန်ဆုံကြရအောင်နော်โอเคဘိုင်ဘိုင်